ပြန်ကြားရင်းနဲ့တိုတက်ခိုင်မှာအကောင့်တိလူမှုအတိုင်းဝန်ဖော်ဆောင်ရေးဆွေးနွေးပွဲကိုစက်တင်ဘာလ29ရက်နေ့မွန်လယ်ပိုင်းမှာနေပြီးတော့တက္ကသိုလ်မြို့ရှိမြမအတန်းရဲ့ရုပ်မြင်သံကြားအော်ဒီတိုနီယံခန်းမှာမှာကျင်းပခဲ့ပါတယ်။ ဆွေးနွေးဝဲသူပြန်ကြိုင်းနေတိုးတက်ခိုင်မာအားကောင်းသည့်လူမှုအတိုင်းဝန်ဖော်ဆောင်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌပြန်ကြိုင်းဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီးဦးမောင်မောင်နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးနေပြည်တော်ကောင်စီအဖွဲ့ဝင်များအမြင့်တန်းအတွင်းဝန်တာဝန်ရှိသူများဌာနဆိုင်ရာအဖွဲ့အစည်းများတက်ကုန်းမြို့နယ်အတွင်းရှိမျိုးမိမျိုးဖများနဲ့အသင်းအဖွဲ့များဖိတ်ကြားထားသူများနဲ့တာဝန်ရှိသူများတက်ရောက်ခဲ့ကြပါသည် ဦးစွာမြမအတန်းနှင့်ရုံမြင့်တန်ကြားမှတိုင်းရင်းသားတိုင်းရင်းသူများကရွှေပြည်တော်သို့ဒို့အပ်တူတေးတန်ချင်းဖြင့်ကပြဖြောပြတင်ဆက်ခဲ့ကြပါသည်။ အဲဒီနောက်တိုးတက်ခိုင်မာအကောင့်တီလူမှုအတိုင်းဝန်စီတို့ဗီဒီယိုကလစ်ကိုပြသခဲ့ပါတယ်။ အဒီနောက်လုပ်ငန်းကော်မတီဥက္ကဋ္ဌပြည်ထောင်စုဝန်ကြီးဦးမောင်မောင်ကအ မိမိတို့အနေဖြင့်ပြန်ကြိုင်းနေတိုးတက်ခိုင်မှာအားကောင်းသည့်လူမှုအသိုင်းအဝန်းဖော်ဆောင်ရေးလုပ်ငန်းတွေကိုဆောင်ရွက်ရမှာတက္ကသိုလ်မြို့နယ်အတွင်းရှိခြေရွာနှစ်ရွာကိုရှေ့ပြေးစီမံကိန်းအဖြစ်စတင်ဆောင်ရွက်နေပြီဖြစ်ပါကြောင်းမိမိတို့ကော်မတီမှဆောင်ရွက်နေတဲ့လုပ်ငန်းစဉ်များကိုလည်းပြည်သူများသိရှိစေရန်မီဒီယာမှတဆင်ထုတ်လွှင့်ဖြန့်ချီလျက်ရှိပါကြောင်းနိုင်ငံတော်မီဒီယာဟာပြည်သူလူထုအတွက်ပြန်ကြားပေးရန်ဖြော်ပြပေးရန်အသိပညာပေးရန်တို့သာမကပြည်သူများကိုပြုံးပျော်ရွှင်စေရေးအတွက်ပါဖန်တီးဆောင်ရွက်ပေးနေပါကြောင်း ခိုင်မာတောင်တင်းအားကောင်းတဲ့လူမှုအသိုက်အဝန်းကိုလည်းနိုင်ငံတော်မီဒီယာအနေနဲ့ကြဲကြဲပြန့်ပြန့်ဆောင်ရွက်လျက်ရှိပြီးပြည်သူနဲ့အစိုးရအကြားပေါင်းကူတရားသဘွယ်ဆောင်ရွက်ပေးလျက်ရှိပါကြောင်းပြည်သူလူထုထံသတင်းမှန်များရောက်ရှိသိရှိနိုင်စေရေးအတွက်အချိန်နှင့်တပြေးညီနီလန်းမျိုးစုံဖြင့်စ조사ဖော်ပြနေပါကြောင်း မိဘပြည်သူများအနေနဲ့လူမှုကွန်ရက်ပလက်ဖောင်းများကိုသုံးစွဲရမှာသတင်းတူသတင်းမှားများကိုခွဲခြားဝေဖန်ပိုင်းခြားပြီးစီးပွားရေးလူမှုရေးအတွက်အကျိုးကျေးဇူးရှိစေမယ့်ဗဟုသုတများကိုသာကြည့်ရှုစေလိုပါကြောင်းလာမယ့်ကာလတွေမှာတိုးတက်ကောင်းမွန်တဲ့အတိုင်းအဝန်းနဲ့ယုံကြည်စိတ်ချပျော်ရွှင်စရာကောင်းသည့်ဘဝများရောက်ရှိရေးအတွက်အားလုံးကဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြစေလိုပါကြောင်းပြောကြားခဲ့ပါတယ်။ ဆက်လက်ပြီးပြည်ထောင်စုဝန်ကြီးကတက်ကုန်းမျိုးနဲ့မြို့မ6ရပ်ကွက်နဲ့ဂျေးရွာအုပ်စု49အုပ်စုတို့အတွက် MRDV DDA ဆက်လောင်း189စုံနဲ့ MRDV DBBT2 စက်တော့ဘအလုံး130တို့ကိုပေးအပ်ခင်ပါတယ်။ အဲ့ဒီနောက်နေပြည်တော်ကောင်စီဥက္ကဋ္ဌဦးသန်းထွန်းဦးကပြန်ကြိုင်းနဲ့တိုးတက်ခိုင်မာအားကောင်းသည့်လူမှုအသိုက်အဝန်းဖော်ဆောင်ရေးစီမံချက်ဟာကျေးလက်ဒေသများရဲ့ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ရေးအပြင်ရေရှည်တည်တံ့ခိုင်မြဲတဲ့လူမှုစီးပွားဘဝများခိုင်မာအားကောင်းလာစေရေးအတွက်အကောင့်ထဲပို့ပေးခြင်းဖြစ်ပါကြောင်းပြောကြားခဲ့ပါသည်။ အဒီနောက်နေပြည်တော်ကောင်စီဥက္ကဋ္ဌကတက္ကသိုလ်မျိုးနယ်ပညာရေးမှူးယုံတယုံမျိုးနယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီတက္ကသိုလ်မျိုးနယ်အတွင်းရှိအခြေခံပညာထက်တန်းကျောင်း30နှင့်အခြေခံပညာအလေတန်းကျောင်း34ကျောင်းတို့အတွက် MRDVDDA ဆက်လောင်း82ဆုံးကိုပေးရခင်ပါသည်။ ဆက်လက်ပြီးပြည်ထောင်စုဝန်ကြီးနေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများကဆွေးနွေးပွဲသို့တက်ရောက်လာကြသူများအား MRDV DDA ဆလောင်15စုံနှင့် MRDV DVB D2 Subdoba အလုံး30တို့အားကန့်ဆတ်မဲ့ဖောက်ရွေပေးအပ်ခင်ပါသည်။ အဒီနောက်နာမီကျော်ဒေသန့်ရှင်များကဒေသချင်းများဖြင့်၎င်း မြမအတန်နဲ့ရုံမြင့်တန်ကြားမှာရင်ရဖွဲကပန်းတိုင်းပွင့်ပါစေတချင်းပြည့်၎င်းကပြဖြော်ပြတင်ဆက်ခင်ကြပါသည်အဒီနောက်တိုးတက်ခိုင်မာအကောင့်တီလူမှုအတိုင်းဝန်ဖော်ဆောင်ရေးဆွေးနွေးပွဲသို့တက်ရောက်လာကြသူများကမြမအတန်နဲ့ရုံမြင့်တန်ကြားရှိစင်ရတို့ပြတိုင်းနဲ့သတင်းစတူဒီယိုခန်းများကိုတွားရောက်ကြည့်ရှုလေ့လာခဲ့ကြကြောင်းသိရှိရပါရဲ့ရှင်။